ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပေါ့ကူတော်မှစူးစီးတင်ဆက်ထားတာပါအားလုံးဦးဇင်းလဲဝရရေးကထိန်အောင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါတော့နော်တည်ပြီးမှ live mode ဒီအထက်မတင်ပြဘူးကနော်ညကလည်းဦးဇင်းအားနေပြီးတော့ဒါ၃နာရီလောက်က၃နာရီ၄နာရီလောက်ကသွားတယ်သွားပြီးမှတွေ့ကြရှိရတူနဲ့ဒါ guide နဲ့တွေ့ဆုံပြီးမှနော်သွားတဲ့နေရာသွားဟိုပါတော့နော် မနေ့ပြန်ရောက်လာတယ်ပေါ့နော်မနေ့ရှင်းစားရလောက်ကြပြန်ထွက်လာအဲ့တော့အခုကတော့ရွက်ောက်ဝဲနဲ့ပတ်သက်ပြီးမှဘုန်းကြီးတွေစီယုံနေတယ်ဘုန်းကြီးတွေကိုအဆန့်ပြီးပြီးစီယုံခိုင်းတယ်ဆိုပြီးမှဟောလာဦးစင်းရဲ့ပိုလေးနဲ့ဟိုဘက်ကအကြဖက်အုပ်စုကနေပြည့်ဖြက်အုပ်စုကနေမှဝါရဖြန့်နေရတယ်လဲတွေ့မှာပဲနော်ဦးစင်းတို့ကဘာဖြစ်လို့ဒီလိုစီယုံပေးတာလဲဘာဖြစ်လို့ဒီလိုလုပ်ပေးတာလဲဘာဖြစ်လို့ဒီလိုပြောပြည်သူတွေရွေးမောင်းမှာဆိုလို့ပြူတွေလမ်းကြောင်းလွဲမှာဆိုလို့ အဲ့တော့ဦးစင်းတော့ကလုတ်တက်ကင်တတ်တဲ့တူတွေတိုင်းပြည်ကိုတိုးတက်အောင် လုပ်ပေးတဲ့တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပေးတဲ့တိုင်းပြည်ကို ပြုပြအောင်လုပ်ပေးနိုင်တဲ့တူတွေတိုင်းပြည်ရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးကြီးကိုဦးစင်းတော့ကဖော်ထုတ်ပြောပြခြင်းဖြစ်တယ်ဗျလွတ်တော်အမတ်တွေရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ဗျနော်ဦးစင်းတော့ကအခုမှပြောခဲ့တာပေါ့ဒီဆိုးကလက်ထက်သုံးကလည်းပြောခဲ့တာပဲ ပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့ရည်ချင်းကိုကြည့်လွတ်တက်ခိုင်းတဲ့ရည်ချင်းကိုကြည့်ဘာဖြစ်လို့အဲ့လိုပြောကြတာလဲဒီစိုးရလက်ထက်တော့ဟာပုတ်တင်ညူရီအပြိုလိုချင်းကောင်းကြီးဆိုတဲ့လူတွေကိုလည်းသမတပြိပတ်လေးထက်အမတ်လည်းရွေးချယ်ကြတာပဲမသားဝင်းပြန်ရတော့မအဲ့မသားမရှိတော့တည်တဲ့မသားနဲ့ပြန်ရှင်ပြန်တော့ဘူးလက်ဆိုတရားမင်းစစ်ပြန်ကျွန်တော်တို့ကတဲ့ဘူးလက်ကြီးပြောတယ်ကံကောနယ်မှာတော့ ဘောင်ဆန်းစုကြည်နဲ့ပြိုင်တာမဟုတ်ဘူးတဲ့ဘုံကျောင်းအောင်ဆန်းနဲ့ပြိုင်နေရတာတဲ့အကြမ်းမင်းဆင်းပြိုင်တော့မနိုင်ဘူးတဲ့နော်ဂျာမင်းဆင်းကမပြန်တမန်နဲ့နော်အရေးချင်းပြီးတော့တည်းလုံးရေကိုင်အရေးရေးရှိလို့မဲပြေးကြတာမဟုတ်အဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပြေးကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပြေးကြရလို့ဒီကိုင်မရှိတော့ဘူးခုမဲပြေးကြတဲ့အတွက်ကြောင့်တွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ်နိုင်ငံရာကြံပိတရားကျော်ခေါ်ခဲ့လာကတိုင်းပြည်ရဲ့ဘန္နာတွေအကုန်လုံးဖြုံးတီးခဲ့တယ် မောကဟုတ်ကအကြိုင်နေပြီးပြီးတော့ခင်ရဆိုင်ခဲ့လူတော်တွေမှာပြောရတာဖေဖေတီချောင်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီဒီလိုရွေးကောက်ပွဲတွေအောင်မြအောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒစီလမ်းမောင်းအောင်ရအောင်လမ်းကြောင်းကိုဖြောက်မှပေးခဲ့တာကတပ်မတော်ကပေးခဲ့တာဦးတန်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းဖို့ရောက်သွားအခုလက်ရှိအနေထားမှာလဲကြည်ဒီမိုဒစီတမရောကအာနာကိုအကြာကြီးမထင်းရင်တဲ့အတွက်ကြောင့် အကြိုင်စုတ်ကြိမ်မထားခြင်းနဲ့အတွက်ကြောင့်လွတ်တော်တစ်ခုကိုဖြစ်မြောက်အောင်တမတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်လှုပ်ဆောင်ပေးနေရဖြစ်တယ်ခင်ဗျားတို့ဥတည်ဦးကြီးကလည်းတမတော်သားကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဥဥထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတမတော်သားကြီးပဲအင်ဒိုနီးရှားမှာတမတော်သားတွေအများကြီးအများကြီးပဲနော်အများကြီးပဲ အခုဟုတ်ပြီခင်ဗျဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင်တယ်အဲ့ဒီဗိုလ်ချုပ်တွေလွတ်သွားတဲ့ဖြစ်သွားရင်ဗိုလ်ချုပ်ဆက်လို့လို့မရတော့ဘူးဘာဖြစ်လို့အဲ့ဒီဗိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအကုန်လုံးထည့်တာလဲဘာလို့ပြန်ခိုင်းတာလဲသူတို့ရဲ့အရေးချင်းတိုင်းပြည်ကိုပြုပြင်ပေးအောင်လို့တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့တိုင်းပြည်ကိုဖြောင်းဖြက်မတ်မတ်ဖြစ်အောင်လှုပ်လှောက်ဆောင်ပေးနေတာ ုတ်ပြီဒါတော့အခက်အခဲတွေကြားမှာခက်ခဲတွေကြားမှာမြန်မာနိုင်ငံလူလွတ်တော်ဖြစ်လက်အများကြီးပြုပြောင်းမှာဒါဝင်နဲ့မပြောင်းလဲဘူးချောင်းပြန့်ဝမ်းမမလုံနိုင်ဘူးမပြုတ်ပြင်းနိုင်ဘူးဆိုလို့ရှိရင် ကျုပ်တို့တွေဝေဖန်ပေးမယ်တုံ့တက်ပေးမယ်လမ်းမော်ကိုထွက်ပေးမယ်သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျုပ်တို့တွေက ဟုတ်လားဥဒိမ့်စင်ကိုလက်ထက်တော့ဥဒိမ့်စင်ကိုယူစင်းတို့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ်အဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြုတ်လုတ်ပေးတာပဲလုတ်ပေးတာလေပြုပြောင်းလဲအောင်လုတ်ပေးနိုင်ခဲ့တာပဲငင်းပယ်လို့မရအောင်ဥဒိမ့်စင်တိုင်းပြည်ရဲ့အတွက်ဘာနာဝင်အကျွေးလေးရှော့ဖို့တော့ကိုသမရတယောက်နေနဲ့အေး စင်ကုန်နိုင်ငံသောတော့လည်းကြည့်လိုက်စားခင်ဗျတိုင်းပြည်အတွက်ဘူးဘယ်လောက်နဲ့နာခံခဲ့လဲတော်တော်ရာဟောင်းကြီးတွေအများစုအများစုအကုန်လုံးအကျုံမဆုံနိုင်ဘူးနော်ဘုံကျုံတည်းအများစုဒီညရွတ်တော်တဲ့ဝင်လာတယ်ဆိုရင်ဘုံကျုံတိုင်းဘုံကျုံနဲ့တမတော်ကိုပိဆက်နေကြတာပဲရှိတာအနစ်နာခံနေကြတာပဲရှိတာခင်ဗျာကိုလုံးလိုက်ကြည့်တို့တွေအေးစစ်စစ်နေလို့ရတယ်ဒိန်ခံပြီးနေလို့ရတယ်တို့အတက်ရွယ်နေတယ် ဒါကြောင့်ဥစဉ်တို့ကဟုတ်လားပြောပြတဲ့စီယုံပြတဲ့ဒီတမတော်နဲ့ဘုရားအဆင်ပြေအောင်ပေါင်းနိုင်တယ်လေဒီနိုင်ငံမတိမငြိမ်ဖြစ်နေတာလူတော်ရောက်တဲ့ခါမှာတမတော်နဲ့အဆင်ပြေအောင်တမတော်နဲ့ညီညွတ်အောင်ဘုသူတွေကပေါင်းနိုင်တယ်လေဘုသူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လေလက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစီလုံးနေမှာဖြစ်မှာအဲ့လိုစီလုံးနေမှာတိုင်းပြည်ဟာတိုးတက်မှာတောင်းလဲမှာတော်များပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာနော် ဒါကြောင့်မလို့ဦးဇင်းတို့ဟာကောင်းတဲ့အမတ်တွေရွေးချယ်တဲ့เนาะမမတ်တွေအားလုံးရွေးချယ်ပေးနေရမတကားကြီးဥခင်ကြီးတို့ရွေးတည်ရှိတယ်တကားကြီးဥတင်ဥလွင်တို့ဟုတ်လားအများကြီးပါပဲအခုဥခမတကားကြီးဥမြတ်ထွေးဦးတို့ပြေဦးလွင်အောင်မေတာသာမာဆိုလို့ရှိရင်ဘုကျုပ်တေသကျော်တို့အများကြီးအများကြီးအများကြီးခင်ဗျဟုတ်လားအများကြီးရှိတယ်သူတို့တွေအများကြီးကိုကလောက်ထားကြတာအများကြီးရှိသေးတယ်စကိုင်းမှာဆိုလဲမှာကြည့် ကျုပ်တက်ပုံဒုတိယဘုကျုပ်ကြီးတက်ပုံဟုတ်လားဒီစီအများကြီးနော်ဒါကြောင့်မလို့လူတို့တွေဟူးစင်းတော့ဟုတ်လားဘုကျုပ်များထုံးမတွေ့ဘူးဗျအမြင်ဘူးဗျလူတို့ရဲ့လောကီကိုင်လူတို့ရဲ့စီယုံရင်ကိုတိတယ်အောင်မြတ်သားမဝင်ပြိုင်မဲ့ဘုကျုပ်ဒေသကြောင့်မတိဘူးမတွေ့ဘူးဒါဝင်နဲ့လူတို့တမိုင်းကိုဟူးစင်းတော့လေ့လာတယ်ဘုကျုပ်တက်ပုံအဲ့လူတို့တမိုင်းကိုလေ့လာတယ် ဒဂါယိဥတေဥလွန်တို့ဥစဉ်တို့စကားပြောဦးတယ်လေဒဂါယိဥခိခဏခဏစကားပြောဦးတယ်ဒီလိုတွေနဲ့ဆက်ဆံအောင်မြင်မှုတယ်ဒီလိုတွေနဲ့ထိတွေ့မှုသူ့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဥစဉ်တို့တည်ရဲ့လေအများကြီးပါဗျနော်အဲ့တော့ကျန်တဲ့လွတ်တော်အမတ်ကြီးရဲ့အကြောင်းရှားချပါတီရဲ့လွတ်တော်အမတ်ကြီးရဲ့အကြောင်းတွေကိုလည်းဥစဉ်တို့ဝေဖန်တုံးတက်အောင်ပါဘယ်သူမှဥစဉ်တို့လှူလို့မဟုတ်ပါဘူးလှူလည်းမလှူပါဘူးဗျ အဲ့လောက်ထီလဲလူတို့တွေလိုက်ကန်းဆုံးတိကျတူတင်မဟုတ်ပါဗျာနော်ငါတို့ပြောပြပါလေငါတို့ပေါက်ကူတော့ကြောင်းတော့တွားကဟာစီတွားလို့မယ်ဆန်တွားလို့မယ်ဥစဉ်တော့တတ်မတော်တိုင်းဝမ်းမရှိပါဘူးနော်ပေါက်ကူတော့ကိုယ်တိုင်ရတာတွားလှနေကြီးဖြစ်ပါလေဗျာနော်ကထိန်ရဲ့တဲမှာတော့ဥစဉ်တို့ကိုယ်တိုင်နဲ့လားမတူညောင်ချိုးပဲရခိုင်နယ်စပေါ့ဗျာညောင်ချိုးကြောင်းပို့ပြီးတဲ့ရိတ်ခါကိုကြောင်းပို့ပြီးတဲ့တိန်တရာကျိုးရောင်းပို့ပြီးတဲ့ဟာအဲ့ပြမှာခုစတားလင်လို့တဲ့ရောင်းဝဲမယ်ရောင်းဝဲမယ်စတားလင်ပြီးတယ်ဟုတ်လားရောင်းပို့ပြီးမယ် ။ဟောဥစဉ်စီရပတ်စံကလည်းပြည်သူလူထွားတဲ့တမတော်ချင်းမြတ်နိုးလူနဲ့ပြည်သူလူထွားတဲ့ငွေဖြစ်နေတဲ့အတွက်ကြောင့်ဥစဉ်တို့ကတာတိုင်းပြည်အတွက်ဘာဖြစ်လို့ဥစဉ်အဲ့လိုထောက်ပံ့နေရလဲ။အများဆုံးတိုင်းပြည်ငြိမ်းချမ်းစေခြင်းလို့အေးချမ်းစေခြင်းလို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော်ခင်ဗျတို့ဒီပုံစံဒီနေထားနဲ့ခင်ဗျားတို့မမြင်ရပါဘူးဦးစင်းတို့ကလည်းအပြစ်ပြခံပြီးပြောနေရပါနော်ဦးစင်းတို့ဒီလိုအချို့ဟာတွေပြောလိုက်လို့အပြစ်ဖြစ်တဲ့ဆိုတာတိပါတယ်ဦးစင်းတို့ကလေးကလေးကဝက်လာတာ ပရိယတ်ဒီကလေးကလေးတင်းလာတာပါစတုံးနေတာလည်းတင်းခန်းစီလာတယ်အခုဥစဉ်တက်40တဲ့နော်ဗာလေးမျိုးပြည်သူများအားလုံးသိစေချင်ပါအားလုံး